ိကကကိုမြန်မာစားစာတွေကိုနိုင်ငံသားတွေကိုနှီးစမ်းစီချင်တာပေါ့နော်ပြီးလို့ရှိရင်ဗန်ကောက်မှာရှိတဲ့မြန်မာစားကိုလွမ်းနေတဲ့မြန်မာလူမျိုးတွေကိုနေစင်မတူညီတဲ့ဟင်းရတာမျိုးတွေပေးချင်တာရေမြန်မာစားစာပြင် breakfast chinese menu တွေအစုံပေါ့နော်အဲ့ဒါရေပြီးတော့ဘာပေါ့ဘာဖွေးရတဲ့ရွေချက်ကလူငယ်တွေအတွက်ပေါ့နော်လူငယ်တွေအတွက်စိတ်ပန်းဖြည့်စရာနေရာအဲစားလို့ရမယ်တောက်လို့ရမယ်ပေါ့နော်ဟိုတချင်းလေးနားထောင်လို့ရမယ်အဲ့လိုရွေချက်နဲ့ဖွေးဖြစ်သွားတာပေါ့နော် ိုင်းလီမီနီယိုမှာဆိုရင်တော့ခောက်ဆွဲကြော်ခောက်ဆွဲကြော်ဆိုတရုတ်တန်းကခောက်ဆွဲကြော်ပုံစံလေးပေါ့နော်အဲဒါကြံဆန်ကြော်လေးရှိမယ်ပြီးလို့ရှိရင်ပရှူသမင်းကြော်တွေ JO တွေဓာတ်ပေါက်တွေဝမ်ဘောရှင်းတွေပေါ့ဝမ်ဘောရှင်းအဓိကစားများတယ်လူရန်စားမျိုးစားလို့ရအောင်မတို့ကစီမံထားတယ်အိမ်မှာရောက်နေတယ်လို့မျိုးရင်းနှီးတဲ့အရာတာမျိုးယူရတာပေါ့နော် ီးလို့ရှိရင်ဈေးနှုန်းကလည်းအများတက်နိုင်တဲ့ဈေးနှုန်းပေါ့နော်အဲ့လိုဖြစ်အောင်ပြီးတော့ရတာလည်းကောင်းမွန်ရမယ်တန်ရှင်းတန်ရမှုလည်းရှိရမယ်ပေါ့နော်ခင်းတဲ့ပွဲကို customer စားလိုက်လို့ရှိရင်ဘယ်လောက်မြတ်တယ်ဆိုတာလည်း customer စားလိုက်လို့ရှိရင်သူ့စိတ်ထဲမှာဘယ်လောက်ထိစိတ်ကျေနပ်မှုရှိလဲဆိုတော့အဲ့ဒီဝန်ဆောင်မှုပဲမအားလို့လူရှင်တာပေါ့နော်ညီမလေးဟုတ် ာမဒီဇိုင်းဟိုဘန်ကောက်ဆိုင်ကို2024ဒီဇင်ဘာမှာစာပွေတာဆိုအခုဆိုဆယ်လနေပါလားတော့ရှိပြီပေါ့နော်ဒီရန်ကုန်ကစာတော့ဆိုင်အတွေ့အကြုံရှိတဲ့မိတ်ဆွေရဲ့ပံ့ပိုးမှုနဲ့ဒီဇိုင်းလေးစာပွေဖြစ်တာပေါ့နော်အော်အဓိကကကိုမြန်မာစားစာတွေကိုနိုင်ငံခြားသားတွေကိုမိစမ်းစီချင်တာပေါ့နော်ပြီးလို့ရှိရင်ဘန်ကောက်မှာရှိတဲ့မြန်မာလူမျိုးတွေ ပေါ့နော်ညမအစားကိုလွမ်းနေတဲ့ညမလူမျိုးတွေကိုနေ့စဉ်မတူညီတဲ့ဟင်းရတာမျိုးတွေပေးချင်တာရေညမအစားအစာပြင် breakfast Chinese menu တွေပေါ့အစုံပေါ့နော်အဲ့ဒါရေပြီးတော့ဘာပေါ့ဘာခွေးရတဲ့ရွေချက်ကလူငယ်တွေအတွက်ပေါ့နော်လူငယ်တွေအတွက်စိတ်ပန်းဖြေစရာနေရာအဲစားလို့ရမယ်တောက်လို့ရမယ်ပေါ့နော်ဟိုတချင်းလေးနားထောင်လို့ရမယ်အဲ့လိုရွေချက်နဲ့ဖွေးဖြစ်သွားတာပေါ့နော် ရတယ်ဆိုတော့အမအဓိကအခုလောဆယ်ကတော့တင်းလာကြာလာပလီတောက်ကြပါတော့နော်၃ရက်အမဟိုစမ်းထားတာပေါ့စမ်းပြီးတော့ဟိုစနေတာပေါ့နော်အဓိကကတော့လူငယ်တွေကိုဒီပန်းဖြေစရာနေရာပေါ့နော်ဒီနေရာလေးလာလို့ရှိရင်တချင်းစုလို့ရမယ်ပန်းဖြေစရာနေရာလေးဖြစ်အောင်လုပ်ထားပေါ့နော်ဟုတ်အဲလူကြိုက်များဆုံးဆိုရင်မာလာမောက်ခြိုက်မာလာရှန်ကောအဲမာလာဝက်ခောက်ခင်ပေါ့เนาะပြီးတော့အခင်လေးအဲအဲ့ဒါလေးဆက်လက်ဖက်ထောင်းအဲအဲ့ဒါလေးစားများတယ်ကျွန်မလေးဟုတ် အဓိကကမြန်မာစားတာထဲမှာဆိုရင်မုန်ခင်ကအုံလို့ခောက်ဆွဲနန်းကြီးတုံးမြန်မာအတုပ်စုံတွေပေါ့နော်ပြီးလို့ရှိရင်အီချာကွေးစမူစာလိတ်ခုတ်ပေါ့နော်စက်တာကီမာတို့အာလူကူရီတို့လည်းရတယ်တစ်ဖက်ရည်နဲ့စီလုံးကြီးကဒီဆိုင်မှာကောင်းနေလို့တော့ပြောကြရတာပေါ့နော်ဒီကြိုက်ညာတယ်လည်းပေါ့နော်ပြီးလို့ရှိရင်ဟိုလေးလေးပိုင်းဆိုရင်တော့မြန်မာဟင်းနေပေါ့မြန်မာဟင်းနေကိုကြာမှတော့တနည်းတနည်းမတူညီအောင်ပေါ့နော်စူးစားပြီးချက်ထားတော့မြန်မာသမီးတွေလာစားတာများတယ်။ချိုင်းနီချိုင်းနီမီနီယိုမှာဆိုရင်တော့ခောက်ဆွဲကြောက်ခောက်ဆွဲကြောက်သူတရုတ်တန်းက ခောက်ဆဲကြော်ပုံစံလေးပေါ့နော်အဲ့ဒါကြံဆန်းကြော်လေးရှိမယ်ပြီးလို့ရှိရင်ပရှုသမင်းကြော်တွေ JO တွေဓာတ်ပေါက်တွေ one portion တွေပေါ့ one portion အဓိကစားများတယ် one portion မှာဆိုရင်အဓိကကြက်ကုံပေါင်သမင်းလို့ wallet သူသမင်းလို့အဲ့ဒါတွေလည်းစားများတယ်ညီမလေးလူရန်စားမျိုးစားလို့ရအောင်မတို့ကစီမံထားတယ်အဓိကကိုယ်ဆိုင်เจ้า customer စိတ်ကျေနပ်ဖြစ်သွားတာပဲမတို့ကလိုချင်တာပေါ့เนาะဟုတ် ။ဟောမိုင်းသေးဆိုတာကိုရတာပေါ့။ကိုဆိုင်ကိုလာရောက်စားတုံးတဲ့လာစားတဲ့ customer တွေကကိုပိုင်ရတာအိမ်မှာရောက်နေတယ်လို့မျိုးယဉ်သိတဲ့အရတာမျိုးယူရတာပေါ့နော်။အာအဓိကကတော့မြန်မာရတာမြန်မာလူငယ်တွေအတွက်ပေါ့နော်ထိုင်းမှာလုံးလုံးနေတဲ့မြန်မာလူမျိုးတွေအတွက်ပေါ့ထဆိုင်လာစားလို့ရှိရင်အိမ်မှာပြန်စားနေရတယ်မျိုးစိတ်ဟိုခံစားမှုရှိအောင်ပေါ့နော်စိတ်အမျိုးလေးမှတော့ရောင်းချပေးတယ်အာအရတာအပိုင်းကတော့မြန်မာရတာအပိုင်းကိုကိုသွားတယ်ဆိုမဲ့နိုင်ငံခြားသားတွေလည်းစားလို့ရအောင်လို့အမတို့ကဒီအရတာကိုအရန်မပြင်းအောင်ပေါ့နော်အဲ့လိုလေးတွေတော့ညှိထားတယ်ပေါ့ညီမတွေဟုတ် ဟင်းချက်နီးစနစ် recipe ပေါ့ recipe ပေါ်မှာတိကျချမှတ်ထားတယ်။သုံးပြီးတဲ့ဟင်းခတ်မွေးကြိုင်တွေကအစပေါ့နော်။အမတို့ကဟိုပမာဏညီအောင်လို့ထိမ့်ပေးထားတယ်။ပြီးလို့ရှိရင်ကုံချမ်းတွေဟင်းသီးရွက်တွေကစားလက်ဆက်တာပဲအမတို့သုံးထားတယ်။ညီမဟင်းဆိုရင်အမတို့ကတနေ့ကို15မျိုးလောက်တော့ထုတ်တယ်ပေါ့နော်။ပြီးတော့ Chinese Chinese menu ထဲမှာဆိုရင်တော့အမျိုးပေါင်း60 90လောက်ရှိတယ်။အဲညီမစာ breakfast မှာဆိုရင်တော့မျိုးပေါင်း30 40လောက်တော့အမတို့စီမံထားတယ်ညီမလေးဟုတ်။ ပြီးလို့ရှိရင်ဈေးနှုန်းကလည်းအများတက်နိုင်တဲ့ဈေးနှုန်းပေါ့နော်အဲ့လိုဖြစ်အောင်ပြီးတော့ရတာလည်းကောင်းမွန်ရမယ်တက်ရှင်တက်ရမှုလည်းရှိရမယ်ပေါ့နော်ပြီးတော့ဟိုဆိုရိုးစကားလေးရှိတယ်ညီမလေးရဲ့မလှူတတ်ရင်ဈေးရောင်းပေါ့နော်ဟိုဘယ်လိုပြောမလဲဒီခင်းတစ်ပွဲကို customer စားလိုက်လို့ရှိရင်ဘယ်လောက်မြတ်တယ်ဆိုတာတဲ့ customer စားလိုက်လို့ရှိရင်သူတို့စိတ်ထဲမှာဘယ်လောက်ထိစိတ်ကျေနပ်မှုရှိလဲဆိုတော့အဲ့ဒီဝန်ဆောင်မှုပဲမအားလို့အလိုချင်တာပေါ့နော်ညီမလေးဟုတ် ဒီကကတော့ကိုညီမဝန်ထမ်းလေးတွေအများစုရှိတယ်ဆိုညီမကိုပြည်မာလူမျိုးတွေကိုဒီကဘောင်ကောင်းမှာအလုပ်ရစီချင်တာရယ်ပြီးလို့ရှိရင်စိတ်ပျော်ရွှင်အောင်ထားရတယ်ပြီးလို့ရှိရင်ဒီဝန်ထမ်းပိုင်းစားပွဲပိုင်းတွေပါဆက်မလို့ဒေသလေးတော့ train ပေးထားရတယ်ပေါ့နော်ဟို6လတခါတော့မအားလို့ trip လေးပို့ပေးလေးပျော်ရွှင်အောင်ပေါ့နော်စိတ်ပန်းကြည်စရာဖြစ်အောင်ပေါ့အဲ့လိုတော့မအားလို့ပို့ပေးပါတယ်ညီမလေးဟုတ် mind taste ကိုဟိုအားပေးတဲ့ customer တူတယောက်ချင်းစီတိုင်းကိုအားလုံးကျေးဇူးတင်ပါတယ်အဲ mind taste ဆိုင်ကိုကိုယ့်အိမ်လိုသဘောထားပြီးမကြာခဏလာရောက်ပြီးပို့လေဖိတ်ခေါ်ပါတယ်မအားလို့ဆိုင်က Sinagreta for ဆိုင်90ကြားထဲမှာရှိတယ်ပေါ့နော်တကယ်လို့ online ကနေမှာစားချင်တဲ့ကစားမတွေက line မင်းကနေစစ်သက်သားလေးဖြစ်အောင်မလို့စီစဉ်ပေးထားပါတယ်ရှင်ကျေးဇူးတင်ပါတယ်